်ဝင်းရဲ့ဒီ overflow ပွဲရာဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းပြောချင်လို့ပေါ့နော်ဝင်းကိုကျွန်တော်ပြီးလာတာကြာပြီလွန်ခဲ့တဲ့8နှစ်7နှစ်လောက်တည်းကကျွန်တော်တို့အိမ်ငွေတို့ဈေးခွေးတို့အဲ့တချင်းတွေပေါ့နော်နောက်ပိုင်းလွမ်းရတဲ့သူတို့အများကြီးပဲကျွန်တော်တို့ဒီ all star တို့ တချင်းတွေအများကြီးမှာကျွန်တော်တို့လက်ခံထားတယ်အခုလူတိုင်းလူတိုင်းလို့လို့တီးကြတဲ့တချင်းပါလေရေဒီယိုဂျီဖက်နဲ့ရေဒီယိုတို့ပါတို့ကြားပါတယ်တို့ဒီတချင်းတွေမှာကြတော့လူတွေကချော်ပြော့ကြတယ်ဘောတော့ဒီနစ်တဲ့ဝက်ထက်ပတ်သက်ပြီးအခုသူ့ရဲ့ဒီကိစ္စတစ်ခုကြောင့်ဝိုင်းပြီးတော့အရင်ထုံးနေတယ်ဗျာသူလည်းအခုသူ့အပြစ်သူခံရမယ်ဆိုတာသူသိတယ်ဆိုတော့ဒီဟာနဲ့ ဒီဟာကဘာကြောက်လဲဆိုရင်ကျွန်တော်အမြင်မှာတော့တောင်အာဖရိက ပုဂ္ဂိုလ်တယောက်ကပြောထားတယ်ဒီဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာဆိုရင်ဒါလိင်ဆက်ဆန်တာကစိန်ခံပစ္စည်းဆိုစိန်ခံတဲ့အရာဆိုပြီးတော့ကျွန်တော်တို့ဒီလူတွေတုံးတက်ပြီးထင်ကြီးပေးကြဒါလည်းမှန်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာရေကူးကန်တွေမတော်နိုင်ဘူးကျွန်တော်တို့အများကြီးပျော်ပွဲရှင်ပွဲပါတီတွေ event တွေဘာမှကိုမလုံနိုင်တဲ့အချိန်မှာသူတို့ ရဲ့စင်ကန်ပစ္စည်းကဒီလိန်ဆက်ဆန်တဲ့အရာဖြစ်နေတယ်ဒီလိန်ဆက်ဆန်တဲ့အခါမှာမြန်မာနိုင်ငံလိုမျိုးမှဆိုရင်ဒီလိုကျွန်တော်တို့လိန်ဆက်ဆန်တဲ့အခါမှာဒီကျွန်တော်တို့ production တွေမတုံးတဲ့အခါမှာကျွန်တော်တို့ဒီရောဂါတွေအများကြီးပဲ HIV တို့ကာလာသားရောဂါတို့တခြားတခြားဒီလိန်မကူဆက်တတ်တဲ့ရောဂါတွေအဲ့ဒါပြင်းထန်တဲ့အဲ့ဒါဆိုးတဲ့အရာတွေကတော့ကျွန်တော်တို့ဒါဒီကိုဝင်ရတာတို့ဒီခလေးတွေမွေးပြီးတော့ခလေးတွေကိုလမ်းဘေးတွေရှောက်သွားတာဒါတွေကိုသူကအဓိကပြောချင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော် ဘာမှမကြည့်ပဲပြောရမဆိုဒါကိုပြောချင်လက်ခါသူကဒီစကလုံးတွေကိုလူတွေကိုဒီ knowledge sharing လုပ်ပေးခြင်းတယ်အဲ့လိုလုပ်ပေးခြင်းတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်သူ့ရဲ့ဒီပွဲမှာဆိုတော့ကျွန်တော်လူငယ်ဆိုတော့နည်းနည်း move move မိတာတွေရှိမယ်နော်ဒီ VR တွေပါတွေတောက်မယ်ရက်တွေပါတောက်ပြီးကျွန်တော် move ရတဲ့ခါမှာစကားတွေကနည်းနည်းလွဲချုံမှားသွားတယ်ပေါ့နော်အဲ့လိုနည်းနည်းကြမ်းတမ်းသွားမယ်သူ့ရဲ့စကားလမ်းကြောင်းတွေကလွဲသွားတယ်အဓိကဆိုလိုချင်တာကတော့ဒီသူဒီဘက်ကိုသွားတယ်လို့ကျွန်တော်ထင်ပါတယ် ဲ့လိုစကားလမ်းကြောင်းလွဲသွားတဲ့အပေါ်မှာလူတွေရဲ့ဒီထင်မြင်သုံးသပ်ချက်တွေပေါ့နော်အစိုးဆုံးကတော့ကျွန်တော်မြင်နေရတာဒီရှိုင်းလို့ဆိုပြီးတော့ဒီဝင်းကိုဝိုင်းပြောတဲ့ဒီကောမတ်တွေအောက်မှာမှအဲ့လူတွေကပို့ဆိုးတယ်သိလားအဲ့လူတွေကပို့ဆိုးတယ်ပို့သူထပ်ပို့ရှိုင်းနေကြအဲ့ဒါတွေကြတော့သူတို့ကြတော့အပြစ်ကင်းလာလားအဲ့လိုမျိုး